။ DSC ចောင်းសិនလာတာငါးနှစ်၃နှစ်၅နှစ်လောက်တက်ခဲ့တယ်ကွာ။တက်ခဲ့ပြီးတော့အရာရှိတွေအရာခံတွေဖြစ်သွားပြီးကမှမင်းတို့ကပတ်စံရှာဖို့စစ်တပ်ထဲကိုဝင်လာတာလား။ဟမ်နိုင်ငံကိုချစ်လို့စစ်သားအဖြစ်ခံယူပြီးနိုင်ငံအတွက်ဝင်လာတာလား။အခုစီဒီယန်လောက်သွားတဲ့កောင်းនីយောလက်ရှိပေါ့နော်မင်းတို့ဖမ်းအမှန်လာပြီးတော့အလင်းဝင်တယ်လို့ပြောတဲ့កောင်းនីយောအဲ့ဒီအရာရှိ ਈ ကိုလေအခုချိန်ပြန်ပြီးစောက်ခုတ်ကိုတက်နေမှာ ရှင်းလားဘာလို့ရဲပေါ်ဆောက်ဖို့ကိုတက်နေမှာရှင်းတော့ကျွန်တော်ကျန်တော့ဒီကပြောင်းနေချိန်မှာစီလုံးကြပါရင်ရွကြပါလို့ဦးစင်းကတော့ပြောချင်ပါလိမ့်တော့နော်အပြည့်ဒီဟာဘယ်နေရာတော့ဘလို့ဖြစ်ကြတာဦးစင်းတို့လည်းငွားတော့ပြောခဲ့တယ်ကနော်အဲ့တော့ဦးနေရာဘလို့ဖြစ်တဲ့ဒီနေရာတွေလို့ဖြစ်တဲ့ပြောမယ်အစားဒါဦးစင်းတို့ခင်ဗျားနဲ့တို့ကခဲ့တဲ့တို့မြစီမာတို့ဘီဘီဇီရိုရအကုန်လုံးတည်ထောင်တာဘလို့ရဲ့ဘက်ကမသက်စပီကာပြည့်ဖြစ်တယ်ကတော့ဒါစိတ်တပိုင်းခွင့်ရတော့ဘာဟာတို့တွေမရှုံးတို့တွေကတော့မတီးစေးစားတာလို့ဘယ်နာနိုင်မလို့နိုင်မလို့ဆိုတော့ဝါးရီကတော့ရှေ့ရှောက်ဖြန့်နေပါတော့နော်ဒီဝါးရီမိုင်းနဲ့ခုဘက်ကအကြုံမလို့ခုဘက်ကလည်း မှန်မှန်ကန်ကန်မဲ့တင်ပါဘယ်နေရာဘယ်ထမ်းမလို့နေဘယ်နေရာတိုင်းနေဘယ်နေရာဖြစ်နေဘယ်နေရာတိတ်နေဆိုတာဟာလေးတွေပဲဒါဥစဉ်တော့ခုပြောတဲ့အရာလေးတွေပဲအမှန်တရားအတိုင်းပဲဒါ share ပြီးမှခုခုခုပြီးမှတင်လာပြီးသူတွေကြည့်ရပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အလင်းဝင်းတဲ့စစ်တပ်ကကောင်းတွေတွေ့ရင်စောက်ခွက်ကိုဖြန်းနှင်းပြစ်မယ်ဆိုတဲ့အပသားမောင်စောတိကရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်းတို့လိုချင်တဲ့လွတ်လပ်ရေးကိုရဖို့မင်းတို့စစ်တိုက်တဲ့ဆိုရင်ငါမပြောလို့အခုကငါသားတို့ကမှားနေတယ်ကွာ နော်မှားနေတာကိုသိလားမင်းတို့ငါ့ထက်ပညာအများကြီးတတ်ပါတယ်ကွာနော်မင်းတို့နဲ့ငါတို့တက်မလို့ရေးကြမှာခုကန်ဖူတုံးနော်ကြားရဲရနေမစီမဆိုင်သေးပြနေရတာပြည်သူဖြစ်နေတယ်ရှင်းလားငါအဲ့တကားပြောလို့မင်းတို့ကပြောဦးမယ်မင်းတို့ပြည်သူရှိရနေအောင်မင်းတို့မပြစ်နဲ့လေကွာဆိုမင်းတို့ကပြည်သူရှိရနေမှာလာပြစ်လို့လားမင်းတို့တနက်ပြစ်တာလीနော်ဘာလဲငါတို့ကရင်ခေါခံပေးရမှာလားအေးငါတို့ရဲ့လေးချင်ရေးဆောင်ဖို့ကမဟုတ်ရေးထားပြီးသားနော် ရန်သူအာတက်ရန်တဲ့နော်ကို့ကိုလာပြတဲ့ရန်သူမှန်သမျှခြေမုံနိုင်ရမယ်နောက်တစ်ခုပြောပြအောင်မယ်နော်မင်းတို့ကလွတ်လပ်ရေးလိုချင်လို့နော်စစ်တိုက်ခဲ့တာမဟုတ်တဲ့အတွက်မင်းတို့ကနိုင်ငံကိုခုလုံးလုတ်ပြီးသူစစ်ကိုကစားခဲ့တာပတ်စံရှာနေတာမင်းတို့ UNG အစိုးရပမာလေးမင်းတို့ UNG အစိုးရကဘယ်မှာလဲဒါလေးပဲပြောမယ်ဟုတ်လားမင်းတို့ကထိုးချွေးခံတတ်တတ်ပဲ အန်ယူဂျီအစိုးရတော်တော်မင်းတို့ကကုန်တုံးလို့ပဲစွတ်ပြီးလှုပ်လိုက်တာငါဒီစကားပြောရင်ငါမယိုင်းနဲ့ငါယိုင်းသွားတယ်အားလုံးတောင်းမှန်းတယ်ပြည်သူတွေလည်းတောင်းမှန်းတယ်ဟုတ်လားမင်းတို့ကကုန်တုံးတတ်တတ်ပဲအချိန်တန်မင်းတို့တဘာမှအာမခံချက်မရှိဘူးနော်မင်းတို့မေးဘူးလားမင်းတို့ရဲ့ဘဝအာမခံချက်အတွက်မမေးဘူးမို့လားမင်းတို့ကလူငယ်စိတ်နဲ့တနက်ကံပြီးစစ်တိုက်ချင်တာလောက်ပဲတည်တယ်အဲ့အတွေးလေးတွေနည်းနည်းလေးရှော့လိုက်ထောက်ပြီနော်ဒါလေးတို့ မင်းတို့ကြည့်ပြီးတနာလာတယ်တက်မတော်ကတော့နော်တယောက်သွားရင်နောက်တယောက်လာမယ်ရှင်းလားဒီကောင်မကောင်းရင်ဒီကောင်ဖြုတ်လိုက်မယ်နောက်တယောက်ဝင်လာမယ်အဲ့ဒီနေရာမှာအရေးကြီးဆုံးစကားတစ်ခုပြောဦးမယ်ဒီအစီအကြောင်းဆင်းလာတာငါးနှစ်သုံးနှစ်ငါးနှစ်လောက်တက်ခဲ့တယ်ကွာ တက်ခဲ့ပြီးတော့အရာရှိတွေအရာကံကြီးဖြစ်သွားပြီးကမှမင်းတို့ကပတ်စံရှာဖို့စစ်တပ်ထဲကိုဝင်လာတာလား ဟမ်နိုင်ငံကိုချစ်လို့စစ်သားအဖြစ်ခံယူပြီးနိုင်ငံအတွက်ဝင်လာတာလားစီဒီယန်လောက်သွားတဲ့ကောင်တွေရောလက်ရှိပေါ့နော်မင်းတို့အဖမ်းလာပြီးတော့အလင်းဝင်တယ်လို့ပြောတဲ့ကောင်တွေရောအဲ့ဒီအရာရှိတွေကိုလေအခုချိန်ပြန်ပြီးစောက်ခုတ်ကိုတက်နေမှာရှင်းလားဘာလို့ရဲပေါ်စောက်ခုတ်ကိုတက်နေမှာရှင်းရောဒီနေ့က၁၈ရက်၆လပိုင်းတောင်ထဲမှာ၂၅ဖြစ်ပါလေဗျာအခုတင်းဒါတော့လေလိုရထားလားဟုတ်ပါ ဒါဒါပေါ့ပေါ့နော်ဒါပေါ့ဒီခြေတန်းကိုဖို့တက်ဒါပြီဆောင်ကဘူးထောင်ပြလို့နေဒီတမလည်းခြေတန်းပို့တော့ဒါပေါ့ဘူးထောင်ပို့လို့လုပ်နေတယ်ဒါဦးတင်တို့တန်းတော်ပဲပို့တာပို့မှဖြစ်ပါလိမ့်မယ်နော်တန်းတော်မှာခြေတန်းဒီချိန်မှာတော့မနေ့ကလည်းဒီရှမ်းကြောင်ပေါ့ရှမ်းကြောင်မှာဒီပြင်းနေပလောင်နေနဲ့ PDF တရား 那家伙、嗯、你我、okay. 嗯、啊，一出来人家保安都要，开始看一部，他通江，他开始就问这个。有苗啊，这时候你啊，养这来的是不？你来就打这个苗，那他系统里有嘛？那空气雾的 PP 呢？啊，万里嘛，把就给它嘛。那都是，如果讲它是 PP 呢，都没有万里长。我们这一地区那这个地势天然比较高，温度也差嘞。啊，这个要多露水，温度啊，它温度起来都容易啊，不容易啊，多露水。我来，土地里啊，土地里自家是哪的？自家自家自家哪的？ ဘူးတွေရဆိုရင်ကျွန်တော်ကတော့ဆမ်းမွေးတို့ဒါမိသားစုကဘောလုံးဆမ်းမွေးကနေမှလည်းဘူးကားလုံးဆိုလေဘောလုံးဘူးကားလုံးဆယ်ရင်းဘူးဆယ်ရင်းဘူးဆိုလေနော်ဒါဆယ်ရင်းဘူးလို့လည်းကုတူးကလည်းဒါတကူးစုမိသားစုကလည်းဆယ်ရင်းဆိုလေနော်ဒါကုတူးကိုကျွန်တော်ကဘောလုံးဆယ်ရင်းဆိုတဲ့အကုန်လုံးပေါ်တာ90လောက်ရတယ်ပေါ့ကွာ90လောက်ထုတ်ရတယ်ပေါ့နော်ဒါကိုသိနေကြားပါလေသိကြမလို့ပေါ့နော်ဒါတော့တော့တော့ချင်းနေလို့လူတွေကလည်းမပေါ်ဘူးဒီမှာလူတဲ့ဒါကောင်းတဲ့လူတို့ဂျူမူတို့ဒါဖွဲ့ရတယ်ဟုတ်လား အဲ့ဦးလေးရှေ့တစ်ခေါက်သွားကြည့်လို့ရှိရင်ဒါအဲ့လိုအခန်းကတော့သူ့ဆိုတဲ့လူခံစားမလို့ပါဘူး။ဘာကြောက်ရှိသွားမယ်ဘာကြည့်မယ်ဘာကြည့်မယ်လို့ကိုပြောလိုက်ခါနေပဲတရားဘူး။ဘယ်တော့ကိုမလဲဖရားဆိုတယ်သူတို့တွေဝိုင်းဝန်းပြီးမှဒါသူ့ကြားချင်းဖြစ်နေကြတယ်ဟုတ်လားဒီတစ်ခုတည်းပေါ်ပေါ်ကြတော့ဒါနဲ့ဒါဒါပစ္စည်းလေးတွေပါလိုက်ပါလား။ဒါမှမဟုတ်ဆိုလို့ရှိရင်ဦးတစ်ထောင်ဆိုရင်ဒါဦးလေးမနဲ့ဘယ်နိုင်လောက်ကချက်ချပြတာလဲ။ တနက်လောက်ကနေချက်ပြီးမှဒါ၃နာရီဝယ်၄နာရီလောက်ကနေခပြီးမှဒါတော့ပြည့်စံတော့ဒါတော့ရောက်ပြီးမှဒါပို့ပါမှာဖြစ်ပါတယ်အဲ့တော့ဘာပြောကြောဦးဇင်းတို့တပ်ပရောဓာရီရဲ့စိတ်ခွင့်အားတွေရှိမှပါလဲတပ်ပရောဓာရီစိတ်ကနှိုင်းရှင်းနေဦးဇင်းတို့တပ်ပရောချင်းမြန်တို့ဒီမှာအလီနဲ့ကဒါဒီချိန်မှာလုပ်ပြရမှာပဲเนาะပြုလုပ်ပြရမှာဖြစ်တယ်ဟာဘာဖြစ်လဲဖြစ်တယ်ဒီချိန်မှာအလီပြောရမယ်ချိန်မဟုတ်ဘူးလေเนาะအဲ့တော့ရှိချောင်းလဲအောင်ပွဲအလီလီနဲ့ဒါဆင်းခွင့်မှာဖြစ်ပါတယ်เนาะတော့တပ်ပရောချင်းမြန်တို့ဒီမှာတိအောင်ဒီချိန်မှာစီလုံးကြပါရင်ရွေးကြပါလို့ပဲဦးဇင်းကတော့ပြောချင်ပါတယ်เนาะအပြည့်ဒီဟာဘယ်နေရာတော့ဘယ်လိုဖြစ်တော့ဦးဇင်းတို့လည်းငွားတော့ပြောခဲ့တယ်ပဲเนาะအဲ့တော့ခုနေရာဘယ်လိုဖြစ်တယ်ဒီနေရာဒီလိုဖြစ်တယ်ပြောမယ်အစား ။ဒါဥစဉ်တို့တခိပင်းနဲ့တကားခရစ်တိုမစ္စည်းမာတို့ BBC တို့ဗျာအကုန်လုံးတကင်းခါနာတို့တို့ရဲ့ဘက်ကပသက်စပီကာပြည့်ခက်တရားတော့ဒါစိတ်တိုင်းပိုင်းခွင့်ရဆိုဘာဟာတို့တွေမရှုံးတို့တွေကတော့မတင်စည်းစားထားလို့ဘယ်နဲ့နိုင်မလို့နားနိုင်မလို့ဆိုတော့ဝါးရတွေကတော့ရှေ့ချောက်ဖက်နေအောင်ပါတော့ဒီဝါးရတွေမိုင်းတဲ့ခုဘက်ကပဲဂျုံမလို့ခုဘက်ကလည်းမမငါငါမတည်ပါဘယ်နေရာဘယ်နေရာမတည်ဘယ်နေရာနိုင်နေရဘယ်နေရာဆွေးနေဘယ်နေရာတိတ်နေဆိုတာဟာလေးတွေပဲဒါဦးဇင်းတို့ခုပြောတဲ့အရာလေးတွေပဲအမှန်တရား KNU တပ်မဟာတရင်စစ်ကောင်စီနဲ့ပူးပေါင်းသည့်ဘိုဘေးဦးဆောင် DKVA တပ်ဖွဲ့တိုက်ခိုက်ခံရာတဦးသေးနှစ်ဦးဒဏ်ရာရ ကရင်ပြည်နယ်ဘားအံမြို့နယ် KNU တပ်မဟာတဘားအံခရိုင်ကော့ပြန်တောင်တွင်ပူပီးဦးဆောင် DKBA လက်အောက်ခံတပ်ဖွဲ့များကိုဇွန်လ15ရက်နေ့နံနက်အစောပိုင်းတွင် KNLA တပ်ရင်းတပ်ဖွဲ့တို့မှလက်တပြတ်သွားတွားရောက်ဖြစ်ခဲ့တဲ့ KNU တပ်မဟာတလုံးကျုံရေးဆိုင်ရာတမှုတအူးမှပြောပါသည် အဆိုပါပြစ်ခတ်မှုတွင် GKBA တပ်ဖွဲ့ဝင်တဦးတေဆုံးကနှစ်ဦးတန်ရာရရှိခဲ့တယ်လို့အဆိုပါတပ်မှုကဆိုပါသည်ပုံပြီးဥဆောင် GKBA တပ်ဖွဲ့ဝင်များသည်ဒေတာတွင်နေထိုင်သည့်ပြည်သူများအားအသက်အိုးအိမ်များကိုကာကွယ်ရန်စိတ်တဘောဆန္ဒမရှိဘဲမတရားအာဏာသိမ်းလူယူထားသည့်အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းကာစီရေးလှုပ်ဆောင်လျက်ရှိနေသည့်အပြင် KNU တပ်မဟာတနေမြေတွင်လမ်းကိတ်ဖွင့်ငွေကောက်ခြင်း KNU တပ်မဟာ6ကော့ဂရိတ်ဒေတာဘတ်တွင်လည်းကိတ်များဖွင့်ကာငွေများကောက်ခံခြင်းများလှုပ်ဆောင်လျက်ရှိနေသည် KNU တပ်မဟာတတရင်တနေမြေဝင်းတရိုင်တွင်လည်းကိတ်များဖွင့်လျက်သည့်အပေါ်လူလူသဘောဆန္ဒများကိုစန့်ကျင်နေလို့နေမြေခန့်တရင်အရင်မြင့်မပြောပါသည်စစ်တပ်မတရားအာဏာသိမ်းပြီးနောက် KNU ဦးဆောင်ပူပြီးသည် KNU တပ်မဟာ တမူးကိုတွဲဆောင်ဆွေးနွေးရာအချိန်ချင်းစူးစမ်းလိမ့်လည်းဖျားယောင်းခဲ့မှုများလည်းရှိသည်ဟု KNLA သတင်းရင်းမြစ်တဦးမှပြောပါသည်။အကြောင်းကတော့စစ်မှုထမ်းနေနဲ့ပေါ်တာစစ်မှုထမ်းအဖြစ်ဆွဲသွားလို့ဆိုပြီးတော့လာပြီးတော့ပြောပြောတော့ကျွန်တော်ကမေးတယ်ကောင်းပြီစစ်မှုထမ်းကတော့လိုအပ်ရင်ငါတို့ကစထမ်းရင်ထမ်းရမှာပဲအသက်60ကြီးထမ်းရမှာပဲနော်ဒီအဲ့တော့ အခု तू ကဘာတွေဖြစ် तू အခြေသူ့ရဲ့အနေထားတွေငါ့ကိုပြောပြစမ်းဆိုတော့ तू ကဖြေုံပြက်ထားတဲ့ဆာဝက်တီကြောက်ကက်ထိထားတာတွေနောက်တစ်ခါခါနာကိုခေါ်ရောက်နေရတယ်ရောက်နေအကြောင်းတွေဒီအဟွာတွေပြအထောက်ထားတွေပြရထောက်ရမှာကွာဟောအထောက်ထားတွေပြတော့အဲ့တော့ဘာတော့တွေ့ရလို့ဆိုတော့ကောင်းပြီထောက်ထားတွေကမှန်းနေတယ်မှန်းနေတာဖြစ်တဲ့အတွက်ဒီလိုလို့ငါပဲအခုကကဘယ်မျိုးနဲ့ဟုတ်လားဖြူမျိုးနဲ့ဆိုရင် ဖြူမျိုးနယ်ကိုသွားပြီးတော့ခွေဥကိုသွားပြီးတော့တင်ပြကျမဒီမှာကျမမောင်လေးကတော့အသက်အပြည့်25နှစ်ရှိပြီဒါပေမဲ့မွေးကနေကသူကြောက်ကယောဂာနဲ့ဒီလိုဆေးကုသနေရပါတယ်အဲ့တော့တကယ်လို့ဒီဆေးကုသမှုဟိုဟာဖြစ်သွားပြီဆိုရင်ညာလဲပြီးတော့ကောင်းမွန်သွားရင်ကျမတို့ကစိတ်မှုတန်းတာကိုအငင်းဆံပါဘူးအခုတော့အခုကသူဒီမှာဆေးစာရေးလဲပါတယ်ဆေးကုသနေတဲ့လူဒါလဲပါတယ်ဒီလိုမျိုးအထောက်အကူတွေမှန်မှန်ကန်ကန်ပြည့်စုံရှိတဲ့အတွက် ဒါလေးကိုစီမှုတိုင်းခေါ်တဲ့စီမင်းစည်းကမ်းအတိုက်ဆောင်ရွက်နိုင်ပြီးဆောင်ရွက်ပေးဖို့ဘုရားကြီးကမြို့မြေတရားခံဆိုပြီးတော့ကျွန်တော်မှပြောလိုက်အဲ့တော့ပြောချင်တာကနေရတော့လေမကူညီပဲမနေနိုင်ဘုရားကြီးပြန်တော့လေအားရလူနဲ့လှုပ်လှရတာစိတ်ညစ်တယ်အဲ့တော့ကျွန်တော်ပြောလိုက်တယ်အခုသွားလို့နောက်ကြတာသွားရတယ်နောက်ကြတာ ။လေကြီးတရားသာနောက်ကြလို့ကောင်းတာ။ဈာန်သာနောက်ကြရင်မကောင်းဘူးလို့။တော့ဈာန်ကြီးခလေးကိုကိုရောက်တရားရောက်သွားရင်နင်းတို့လက်ရတာဒုက္ခရောက်မယ်။အကယ်၍နင်တို့ဘက်ကအထောက်အထားခိုင်ခိုင်မာမာရှိတယ်ဆိုရင်ဒီတပတ်ကမှပြန်လဲမလာဘူးဆိုရင်ငါ့ကိုလာပြီးတော့ပြောငါအပေါ်ကိုရစ်တင်တိုင်ပြတိုင်ပေးမယ်လို့အမှုတွေတိစောက်ပြီးတော့ငါအထောက်အထားနဲ့တက်လူကြီးကိုတင်ပြပေးမယ်လို့ပြောလိုက်